Lalu membengalinya, jadi hari Senin. Lihat, jadi hari Senin. Teman lalu membengalinya. ျော်294ရအားလုံးမင်္ဂလာပါနော်ဂျူလိုင်လမလေးဒီချက်နေပြီကြည့်ခါရရောက်ဆောင်နော် ကျွန်တော်ဒီနေ့အတွက်ဆိုဘရီလန်ကိုတစ်ချက်ကြည့်အောင်ကျွန်တော်အားလုံးကြားရမယ်နော်ကျွန်တော်မင်းရအောင်ဒီ ော့ဘီဂျွန်တစ်ဆက်ပရိလန်ကိုတစ်ဆက်အရင်ကြည့်မယ်ပရိလန်ရင်တော့နော်ဂျွန်ဝတ်နစ်တစ်တစ်နဲ့ဒီပလိုမိုနီလေးတို့ နောက်တစ်ချက်က66တင်းနဲ့3လုံးပေါင်းချင်း5လို့ဖြစ်တယ်။နောက်တစ်ချက်က9 1 6နဲ့3လုံးပေါင်းချင်း6လို့ဖြစ်တယ်။ဒါဆိုရင်4 5လို့ဒီမှာသုံးချက်သေးရတာ။ကျွန်တော်ဘယ်လိုင်းထည့်ပေးချင်တာ။ဒီ3လုံး4လို့ဖြစ်တဲ့နေရာမှာဒီ3လုံးပေါင်း4နဲ့ထည့်။ဒီ3လုံး5လို့ဖြစ်တဲ့နေရာမှာဒီ3လုံးပေါင်း5နဲ့ထည့်။ဒီ3လုံး6လို့ဖြစ်တဲ့နေဒီလုံး6နဲ့ထည့်တော့ ငါ6ဆိုတော့စီရာ30ကိုသူက4ငါ6နဲ့3ချက်ပြန်ထည့်တာကျောင်းအကောင်စကျောင်းကြည့်အောင်ကျောင်းကအဲ့နှစ်တတနဲ့ဒီသလုံးပေါင်းချင်း4လို့ဖြစ်တာပေါ့သူဒီသလုံးပေါင်းချင်း4နဲ့ထည့်ခဲ့တာအဲ့တော့ကျောင်းကဒီက3ညအပိတ်နဲ့ဒီပရိ4လို့ပြင်ခဲ့ဘူးနော်3ညရှိတော့ လေးပရိတ်ဒါဆိုတော့ချက်ကကျောင်းက661ဆိုတဲ့သုံးလုံးပေါင်းကြီး9အဲ့ဒါကို1နဲ့4နဲ့ဒီလုံးပေါင်းကြီး9လို့ထည့်ပြီးဒီက3အပိတ်နဲ့အောက်ကပရိတ်နဲ့သုံးလုံးပေါင်းကြီး9လို့ပြင်ရတယ်3ရှိကြလို့ပရိတ်နဲ့ဒါဆိုတော့ကျောင်းကဒီသုံးလုံးပေါင်းကြီး6ကို1နဲ့9နဲ့နှလုံးပေါင်း6ခဲ့လို့ဒီသုံးလုံးပေါင်းကြီး6လို့ကျောင်းပြန်ပေးခြင်း နှိရှိထားတဲ့အတွက်ဗရိတ်လေးလို့ထင်ပါဟုတ်ပြီနော်ဒါဆိုကျွန်တော်ကနှစ်တစ်တစ်ဆိုတဲ့သလုံးပေါင်းကြီး၄ကို6နဲ့8နဲ့လုံးပေါင်း၄ကဲလို့၃ည၂နဲ့ဒီသလုံးပေါင်းကြီး၄လို့ထင်ပါ၃ညရှိလို့ဗရိတ်လေးအဲ့ဘယ်လို့သူ့ရဲ့ဘဝသောင်းသလုံးမောင်းကြီးကိုလို့သူဖြစ်ခဲ့တယ်။သူ့ရဲ့ဘဝလေးနဲ့ထဲ။ဟုတ်ပြီနော်။ဒါဆိုလို့ရှင့်မှာက ကျွန်တော်867ဆိုတဲ့သုံးလုံးပေါင်းကြီး9ကို1နဲ့4နဲ့နှလုံးပေါင်း9ခဲ့လို့ဒီက3အပိတ်နဲ့ပြိတ်နဲ့သုံးလုံးပေါင်းကြီး9လို့ပြန်ထည့်3ရှိထားတဲ့အတွက်ပြိတ်နဲ့ဒါဆိုရင်သူ့ရဲ့ပေါ်က3ညာ9နှစ်ဆိုတဲ့သုံးလုံးပေါင်းကြီးခွန်ခွန်ပေါ်က1နဲ့ထည့်ဒါဆိုကျွန်တော်နောက်တစ်ချက်မှာက916ဆိုတဲ့သုံးလုံးပေါင်းကြီး6ကို1နဲ့9နဲ့နှလုံးပေါင်း6ခဲ့လို့ဒီက2အပိတ်နဲ့အောက်ကပြိတ်နဲ့သုံးလုံးပေါင်းကြီး6မှာဆိုရင်1ရှိထားတဲ့အတွက်ပြိတ်လေး ဒါဆိုရင်သူ့ရဲ့ပေါ်က3 3 6ဆိုတဲ့သုံးလုံးပေါင်းကြီး6ကြောင့်6ပေါ်က4ရက်ထက်ဟုတ်ပြီနော်ကျွန်တော်အောင်နားရလားမသိကျွန်တော်တစ်ချက်ပြန်ကြည့်မယ်နော်1 1 1ဆိုတဲ့4ကို6နဲ့8နဲ့4လို့သုံးကြနဲ့နဲ့နဲ့သုံးပြင်ပြီး4ပို့အတွက်ဒီသုံးလုံးပေါင်းကြီး6က6ပေါ်က4လို့ထည့်ရိုက် ရှစ်၆တစ်ဆိုတဲ့သုံးလုံးပေါင်းကြီး၅ကိုတစ်နဲ့၄နဲ့နှလုံးပေါင်း၅ခဲ့လို့ဒီက၃အပိတ်နဲ့ဗရိနဲ့သုံးလုံးပေါင်းကြီး၅နဲ့ထက်အဲ့လို၅နဲ့ထည့်ဖို့အတွက်သုံးလုံးပေါင်းကြီးခုံကြောင့်ခုံပေါ်ကနှစ်ပရိတ်ဟုတ်ပြီနော်ဒါဆိုနောက်ချက်မှာ၉၁၆ဆိုတဲ့သုံးလုံးပေါင်းကြီး၆ကိုတစ်နဲ့၅နဲ့နှလုံးပေါင်း၆ခဲ့လို့ဒီကနှစ်အပိတ်နဲ့အောက်ကဗရိနဲ့သုံးလုံးပေါင်းကြီး၆ရမယ်ဆိုရင်နှစ်ရှိလို့ဗရိလေးအဲ့ဗရိလေးကိုသူ့ရဲ့ဘဝဇောင်းသုံးလုံးပေါင်းကြီး၉လို့ဖြစ်ခဲ့၉ရဲ့ဘဝ၄နဲ့ထက် കുഴപ്പമില്ല ലീവ് ရှိရနဲ့လေးယောက်လိုင်းလမ်းမ290လိုင်းလမ်းမ1000နေပါဗျ ဲ့မှာကျွန်တော်ထီစီလိုင်းကိုအရင်သွားကြအောင်ဒါထီစီထီစီရောအပေကောဗျာ तू ကဒီမှာအပူလို့ကြာနေရတော့ကျောင်းဒီမှာမင်းရရိုက်ခဲ့တာကနှင်းနှင်းနှင်းလို့နှစ်သုံးချက်ဒီမှာရိုက်ခဲ့ဟုတ်ကဲ့ဒီနှင်းလို့သူဖြစ်တယ်အဲ့တော့သူကဒီသုံးလုံးမောင်းကြီးခွန်လို့ပြန်ထည့် ဒါဆိုရင်သူနှစ်လို့ဖြစ်တယ်။သူလုံးမောင်းကြီးခွန်းလို့ပဲပြန်ထည့်။ဒီမှာသူနှစ်လို့သူဆက်ဖြစ်ထားတယ်။ဒါဆိုရင်သူလုံးမောင်းကြီးဆက်ပြီးခွန်းနေတယ်ကျွန်တော်။သူအပိတ်လဲခွန်းထိတ်လဲခွန်းပါဗျာ။ဒါမင်းအပိတ်နဲ့ထိတ်နေကိုကျွန်တော်ထိတ်ကိုရွေးတာ။ဒီလုံးအခွားနှစ်လို့ဖြစ်တယ်၄၁နှစ်နဲ့သူလုံးမောင်းကြီးခွန်း။အခွားနှစ်လို့ဖြစ်တယ်၅၆၆နဲ့သူလုံးမောင်းကြီးခွန်း။ အခွားနှစ်လို့ဖြစ်တဲ့သုံးညနှစ်9နဲ့မှာသုံးလုံးပေါင်းကြီးခွန်နှလုံးပေါင်းနှစ်ရှိလို့9ထိပ်အဲ့9ထိပ်ကိုကျွန်တော်တစ်ချက်ကြည့်ကြအောင်နော်ဒီနှစ်လို့ဖြစ်လိုက်တာ ਨੇ သူ့ရဲ့ပါဝါသုံးလုံးပေါင်းကြီးခွန်းလို့ထည့်ဖို့နှစ်ထိပ်လို့ဝင်တာ ဒါဆိုရင်ကျွန်တော်ကဒီသုံးလုံးမောင်းကြီး6ကိုသူ့ရဲ့ဘဝသုံးလုံးမောင်းကြီးတစ်ဖို့အတွက်နှစ်ထည့်ဒါဆိုရင်ကျွန်တော်ကဒီသုံးလုံးမောင်းကြီး3လို့သူဖြစ်ခဲ့တယ်အဲ့သုံးလုံးမောင်းကြီး3လို့ဖြစ်ခဲ့တာ ਨੇ 3ည1နှစ်နဲ့ပြန်ပြီးသုံးလုံးမောင်းကြီး3နဲ့ပြန်ထည့်နှစ်ထည့်ဟုတ်ပြီနော်အဲ့နှစ်ထည့်ကိုသူက6 8 3ညဆိုတော့သုံးလုံးမောင်းကြီး4လို့ရတယ်4ရဲ့နှစ်ကနှစ်လို့သူ ုံတစ်ချက်တစ်ချက်ပြန်ကြည့်မယ်နော်ကျုံးကဒီမှာအခွားနှစ်လို့ဖြစ်ဒီဖြစ်ပြီးသူ့ရဲ့ပါဝါဒီသုံးလုံးပေါင်းကြီးခွန်းလို့ရိုက်မှာငါးရှိစားလို့နှစ်ထိတ်ဒါဆိုရင်ဒီသုံးလုံးပေါင်းကြီး6အဲ့သုံးလုံးပေါင်းကြီး6ဖြစ်ခဲ့လို့သူ့ရဲ့ပါဝါသုံးလုံးပေါင်း1နဲ့ထည့်နှစ်ထိတ်ဒါဆိုရင်ကျုံးကဒီက6ပိတ်နဲ့အောက်ကဘရိညာသုံးလုံးပေါင်းကြီး3ခဲ့လို့ဒီကအခွား1နဲ့ထိတ်နဲ့သုံးလုံးပေါင်းကြီး3နဲ့ပြတဲ့နှစ်ထိတ်ဒါဆိုရင်အဲ့နှစ်ထိတ်ကိုသူက 6 8 3ဆိုတော့သုံးလုံးပေါင်းချင်း4လို့ရိုက်တာ4ရဲ့နှက်က2လို့ထည့်ဟုတ်ပြီနော်တော့သူကျွန်တော်နောက်တစ်ချက်မှနောက်ချက်ကြည့်အောင်ဒီမှာအခွင့်အရေးလို့သူဆက်ဖြစ်တယ်သူ့ရဲ့ပေါ်ကသုံးလုံးပေါင်း9နဲ့ထည့်တိရှိထားလို့6ထည့်တိရှိထားလို့6ထည့်ဒါဆိုရင်ကျွန်တော်ကဒီသုံးလုံးပေါင်းချင်း6အဲ့သုံးလုံးပေါင်းချင်း6လို့ဆက်ဖြစ်ခဲ့တဲ့အတွက်6ရဲ့ပေါ်ကသုံးလုံးပေါင်းချင်း1နဲ့ဆက်တဲ့သုံးလုံးပေါင်း9ရှိလို့6ထိပ် ဒါဆိုရင်ကျွန်တော်ကဒီကတစ်အပိတ်နဲ့အောက်ကဗရီနဲ့သုံးလုံးပေါင်းကြီး9လို့ရိုက်တာအဲ့တော့ဒီကအခွာ9နဲ့6ထိပ်နဲ့သုံးလုံးပေါင်းကြီး9နဲ့ပြန်ထည့်6ထိပ်အဲ့ဒီ6ထိပ်ကိုဘယ်လိုလာလဲဆိုရင်2 4 3ဆိုရဲသုံးလုံးပေါင်းကြီး9လို့ရိုက်တာ9ရဲ့နှစ်ခက်6လို့ထည့်တာဟုတ်ပြီနော်ဒါဆိုကျွန်တော်နောက်တစ်ချက်ဒီမှာမနေ့ကကျွန်တော်6ထိပ်လို့ဝင်သွားတဲ့အတွက်အခွား1လို့ဆက်ဖြစ်ခဲ့တယ်။ဒါဆိုရင်သူ့ရဲ့ပါဝါကို3လုံးပေါင်းကြီး9နဲ့ဆက်တယ်။1လုံးပေါင်း1ရှိထားလို့9ထိပ် ဒါဆိုရင်ကျွန်တော်ဒီအပေါ်မှာလဲ၄၃ညနှစ်နဲ့၃လုံးပေါင်းချင်းဆက်ပြီး तू ၆ခဲ့တဲ့အတွက်သူ့ရဲ့ပေါ်၃လုံးပေါင်းဆက်ပြီးတက်မယ်၃လုံးပေါင်း၆ရှိဆို၅ထိပ်ဒါဆိုရင်ကျွန်တော်ကဒီကတစ်ပိတ်နဲ့အောက်ကဗရိနဲ့၃လုံးပေါင်းချင်း၉လို့ तू ဖြစ်ခဲ့တယ်အဲ့တော့ဘွာ၄နဲ့ထိပ်နဲ့၃လုံးပေါင်းချင်း၉နဲ့ပြန်ထက်၅ထိပ်ဒါဆိုရင်အဲ့၅ထိပ်ကို तू ဘယ်လိုလာလဲဆိုရင်ကျွန်တော်တစ်ချက်ကြည့်အောင်6 5နှစ်ဆိုရယ်3လုံးပေါင်းချင်း3လို့ဒီမှာဖြစ်ခဲ့တာ ဲ့300ရဲ့နှစ်ခါကို9လို့သူထည့်ပြီးဟုတ်ကဲ့နားလည်မှုပြကြအောင်ပြကျုံမလေးရိုက်ခဲ့တာအခွားနှစ်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 လို့နှစ်သုံးချက်ဒီမှာရိုက်ခဲ့တယ်အဲ့နှစ်သုံးချက်ကိုခုံသုံးချက်နဲ့ပြန်ထည့်မှာ ဒီနှစ်လို့ဖြစ်တယ်ဖြစ်ဖြစ်လိုက်တာလဲသူ့ရဲ့ပါဝါကို9နဲ့နှစ်နဲ့ခွန်ဒီသုံးလုံးခွန်လို့ထဲတာနှလုံးပေါင်း9ရှိလို့နှစ်ထိတ်အဲ့နှစ်ထိတ်ကသူကဒီသုံးလုံးပေါင်းချင်း6သူ့ရဲ့ပါဝါသုံးလုံးပေါင်းချင်း1နဲ့ထဲနှစ်ထိတ်ဒါဆိုရင်ဒီသုံးလုံး3အပိတ်ဖြစ်ခဲ့လို့ဒီရအခွား1နဲ့ထိတ်နေတာသုံးလုံးပေါင်းချင်း3နဲ့ပြန်ထဲနှစ်ထိတ်အဲ့နှစ်ထိတ်ဘယ်ရလာလဲ683ညဆိုတဲ့သုံးလုံးပေါင်းချင်း4ရဲ့လက်ကန်နှစ်လို့ရရတာ နောက်တစ်ချက်ဒီမှာအခွားနှစ်လို့ဆက်ဖြစ်တယ်သူ့ရဲ့ဘဝသုံးလုံးပေါင်းကြီးခုံနဲ့ထည့်မယ်တရှိထားလို့6ထိပ်ဒါဆိုရင်ဒီသုံးလုံးပေါင်း6လို့ဆက်ဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့ဘဝသုံးလုံးပေါင်း1နဲ့ပဲထည့်6ထိပ်ဒါဆိုရင်ဒီက1ပိတ်နဲ့အောက်ကဗရိနဲ့သုံးလုံးပေါင်းကြီး9လို့ရိုက်တဲ့အတွက်ဒီကအခွား9နဲ့6ထိပ်နဲ့ကသုံးလုံးပေါင်းကြီး9နဲ့ပဲထည့်6ထိပ်အဲ့ဒီ6ထိပ်ဘယ်ကလာလဲ1 4 3ဆိုတဲ့သုံးလုံးပေါင်းကြီး9ရိုက်ခဲ့လို့သူ့ရဲ့နှက်ကကို6လို့ထည့်အ6ထိပ် ဟုတ်ပြီနော်ကျွန်တော်နောက်တစ်ချက်မှာကဒီမှာမနေ့ကကျွန်တော်6ထိပ်ဝင်လာတဲ့အတွက်အခွားနှစ်လို့စက်ပြခဲ့တယ်သူ့ရဲ့ပေါ်ကသုံးလုံးမုံခုနဲ့စက်ထည့်မယ်နှစ်ရှိချလို့9ထိပ်ဒါဆိုကျွန်တော်ကဒီသုံးလုံးမုံ6လို့သူစက်ပြထားတဲ့အတွက်သူ့ရဲ့ပေါ်ကလည်းသုံးလုံးမုံချင်း1နဲ့ပဲစက်ထည့်မယ်9ထိပ်ဒါဆိုရင်ဒီအပိတ်နဲ့ဗရိတ်နဲ့သုံးလုံးမုံချင်း6ခဲ့လို့ဒီအခွား4နဲ့ထိပ်နဲ့သုံးလုံးမုံချင်း6နဲ့ပြန်ထည့် ငါးထိပ်ဒါဆိုရင်အဲ့ငါးထိပ်ဖေးရတာလဲ6 9နှစ်ဆိုတော့တော်တော်မောင်းကြီး3နေတာ3ရဲ့နှစ်ခက်ကို9လို့ထည့်ငါးထိပ်ဒါဆိုကျွန်တော်ကငါးထိပ်နဲ့ပရိ၄ဆို59လို့ပြောရတယ်ဟုတ်ပြီနော်59လို့ရိုက်တာအဲ့ဘရိတ်က တတတဆိုတဲ့သုံးလုံးပေါင်းချင်း၄ကို6နဲ့7နဲ့နှလုံးပေါင်း၄ခဲ့လို့ဒီကတုံညာပိတ်နဲ့အောက်ကပရိနဲ့သုံးလုံးပေါင်း၄နဲ့ထည့်အဲသုံးလုံးပေါင်း၄နဲ့ထည့်ဖို့အတွက်ကိုသုံးလုံးပေါင်းချင်း9ရဲ့ပါဝါ၄နဲ့ရတယ်ဒါဆိုနောက်တစ်ချက်ဒီသုံးလုံးပေါင်းချင်း9လို့ဖြစ်ခဲ့တဲ့အတွက်ဒီကအပိတ်နဲ့ပရိနဲ့9နဲ့ထည့်သုံးရှိလို့2ပရိအဲ့2ပရိကိုဒီသုံးလုံးပေါင်းချင်းခွန်ရတဲ့ခွန်ပေါ်ပါ2နဲ့ထည့်ဒါဆိုနောက်တစ်ချက်ဒီသုံးလုံးပေါင်းချင်း6လို့သူဆက်ဖြစ်တာ အဲ့လောက်တည်းဒီမှာနှလုံး6နဲ့သူထည့်ခဲ့ပြီဒါဆိုရင်ဒီ3လုံးပေါင်း6နဲ့ပဲပြင်ရမယ်နှစ်ရှိချောက်အတွက်ဘရီလေးအဲ့ဘရီလေးကိုဒီ3လုံးပေါင်းကြီး6လို့ဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့ power 4နဲ့ထည့်ဘရီလေးဒါဆိုရင်ကျွန်တော်က9ထိနဲ့6ပိတ်နေလို့သူကဒီမှာကြားလာဒါဆိုရင်ဒီမှာ6ပိတ်လို့သူကဒီမှာကြားလိုက်တာ ਨੇ 3နှစ်တက်ဆိုတဲ့စီရီယာ3နှစ်တက်ဆိုတဲ့စီရီယာအခွားသုံးအခွားနှစ်အခွားတက်လို့စီစီရီယာကြားလာဒါဆိုရင်ကျွန်တော်က 哎，没得事，中计啊！这不俺们家了，你呢？ အဲ့မှာကျွန်တော်တစ်ချက်ကြည့်မယ်။ तू ကဒီမှာကိုးပိတ်လို့ तू ဝင်လိုက်တာ ਨੇ ။အခွာ3ရဲ့အခွာ2ရဲ့အခွာ1ရဲ့လို့ तू ကထည့်ခဲ့တာ။3 2 1ဆိုရက်တာ။အဲ့ဒီ3လို့ဒီမှာအခွာ3လို့ तू ကဖြစ်လိုက်တာ ਨੇ ။8 3 2ဆိုရက်ဒီ3ဘုံရင်3နဲ့ပြန်ထည့်။ဟုတ်ပြီနော်။ဒီမှာအပိတ်ဝင်ပြီးအခွာ3လို့ဖြစ်တာထေစီကိုလည်း3လုံးပေါင်း3နဲ့ပဲတဲ့22ဒါဆိုကျွန်တော်အခွာ2လို့ရိုက်တာ6ပိတ် အခွားနဲ့လို့သူကဖြစ်လိုက်တာနဲ့အထေစုတွေသုံးလုံးမောင်းရင်နှစ်နယ်ပဲပြန်တဲ့6ထိပ်ဒါဆိုကျွန်တော်ကကိုးပိတ်လုံလိုက်တာနဲ့အခွားတက်လို့ဖြစ်ပြီအခွားတက်လို့သူကဖြစ်လိုက်တာနဲ့ဒီသုံးလုံးမောင်းရင်1နယ်ပဲပြန်တဲ့နှလုံးမောင်း6ချီထားလို့9ထိပ်59လို့သွားပြီးမှကျောင်းနားလည်းမဟုတ်တယ်မနော်။ညာ။ညာကြီးကနေမှာသောင်းတယ် ေကျောင်းဒီနေ့ဒီနေ့တော့မေ59မေ54 57 34ဒါဒီ3ခွက်တစ်ချက်ရင်ကြည့်မနော်ဒီ3ခွက်ရင်ကြည့်ကျွန်တော်ဒူးချမီစီများအလုံးအလုံးမဲ့ကျွန်တော်ဒီမနက်၄ရက်၁၇နာရီ၂၅ဆက်နိုင်ဒီမိနစ်မှာ၅၉မိန်းနဲ့ကျွန်တော်အလုံးမဲ့ကမ်းပြေးရကြပါစေနော်